သူရှူသူပတ်နေတဲ့စစ်ကောင်မရှင်ဟာမဖြစ်ဖြစ်တဲ့နီးနဲ့ရွေးကောက်ပွဲကိုလုပ်မယ်ဆိုတာဟာဒီမိုကရေစီရဲ့အနှစ်သာရကိုအကောင့်ထဲပို့ဖို့မှမဟုတ်ပဲသူလက်ထက်ကအာဏာကိုလက်မလွတ်ရရေးအတွက်ဇက်တူသားဖြစ်တဲ့စစ်ပါတီတဲကိုတောင်လေကြီးပေါ်လေငယ်ဆောက်တယ်လို့ပူပူနွေ့နွေ့ပေါင်းပြီးချုပ်ကိုယ်စလဲတွေဖြစ် မျက်နှာပြောင်တိုက်ဝင်လာနေပြီမို့မထူးဇက်ကြီးကိုကမှာပါ စစ်ကော်မရှင်ကိုအကြမ်းဖက်ဖွဲ့ဖြစ်တတ်မှတ်ကြတာမှာအခြေခံကြတဲ့အကြောင်းရင်းဟာအချက်တဲအခြေအနေတစ်ခုကိုကင်တွေ့ရမှာဘယ်လိုပဲငြင်းချင်ရေးကိုလိုချင်တယ်လို့ပြောနေပြောနေအနုလိုက်မှဆိုအလိညာနဲ့အကြမ်းလိုက်မှာတော့အင်အားသုံးပြီးအစင်ချင်းမဲ့ခြုံငုံဖြစ်စည်းတဲ့ဖြည့်ရှင်းဤကိုသာတဆိုင်မဲ့မဲ့ကျင့်သုံးခြင်းပဲဖြစ်ပါတယ်လက်တလောဖြစ်နေတာတွေကိုကြည့်ရင်ဒီအချက်ဟာတိတ်တိတ်သားပါတယ်2020ရွေးကောက်ပွဲမှာမင်းမတမာမှုရှိတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့အနာသိမ့်ခဲ့တဲ့စစ်တပ်ဟာ နိုင်ငံတကာကိုအနူလိုက်ဖြည့်ရှင်းချက်ထုတ်တဲ့အခါမှာတော့သူကစစ်မှန်တဲ့ရွေးကောက်ပွဲ လုပ်ပေးပြီးရလတ်အတိုင်းအာဏာလွှဲပေးသွားမှာမို့သူ2021ခုနှစ်ဖေဖော်ဝါရီမှာလုပ်ခဲ့တာဟာအာဏာသိမ်းတာမဟုတ်ပဲအာဏာထိန်းတာပါလို့ဆိုပါတယ်အဲ့ဒီမှာမဲဆင်းပြည်စုမှုအမှားရင်တွေကသာမဲမတမာမှုအတွက်တပ်တွေဖြစ်လိန်ညာထုတ်ပြန်ခဲ့ပါတယ်ဒါအပြင်လူလူကရွေးကောက်ထားတဲ့ဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြင့်တို့ကိုအဂတိလိုက်စားမှုနဲ့ပတ်သက်ပါတယ်ဆိုပြီးဖန်စီထိန်ထိန်ခဲ့ပါတယ် အဲ့ဒီအတွက်အမှုတိဆောက်ရမှာလဲတက်တဲ့အစ်မနဲ့မဟုတ်ပဲအကျန့်ဖတ်အင်းအားသုံးလိမ့်လဲထွက်ဆိုခိုင်းမှုတွေကိုအခြေခံခဲ့တာပါပဲအမှုစင်ရင်တာကိုလည်းပွင့်လင်းမြင်တာမှုမရှိဘဲဆောင်ရွက်ခဲ့တာမျိုးပါတကဘာလုံးကတမတမတ်ကြပြီးတွေးခေါ်မျှော်မြင်နိုင်စွမ်းရှိသူတွေအလုံးကဒီဖြည့်ရှင်းလှုပ်ဆောင်ချက်တွေကိုလက်မခံသဘောမတူခဲ့ကြပါဘူးစစ်တပ်နဲ့ကိုဂျိုးစီးပွားတူသူတွေတမတမတ်ကြကြမတွေးခေါ်နိုင်သူတွေကသာဒီဖြည့်ရှင်းချက်တွေကိုလက်ခံသဘောတူကြပါတယ် ါပေမဲ့အာနာသိမ့်ပြီးသိမ့်မကြခင်မှာတော့စစ်ကောင်စီဟာစစ်တပ်အတွက်အကာအကွယ်ရရနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာပြောင်းကြကြချိုးဖောက်ပြီးဇွတ်အာနာသိမ့်ခဲ့တာကိုဖုံးကွယ်ဖို့အတွက်6လတခါတက်တန်းတိုးနေရတဲ့ဖီစည်းမှုကိုခံစားလာရပါတယ်။ကိုရှုကိုဘက်ဖြစ်ပြီးအာနာကိုရေရှည်ချုပ်ကင်ထားနိုင်ဖို့လေနီးတထောင်ရှာနေရတာဟာစစ်ကောင်စီအဖို့စိတ်ပင်ပန်းရမှုတစ်ခုပါပဲ။ဒီနေ့သားမှຫນွေဦးတော်လန်ရေးဟာအတော်အရှိန်ဟုန်ပြင်းထန်လာပြီး လက်နက်ကင်ဒေါ်လန်ကြီးကြောင့်စစ်ကောင်စီဟာလူသူလက်နက်ငွေပင်ပန်းအားကုန်ရမှုတွေကိုထပ်ဆင့်ကြုံရတာပါပဲ။ဒါအပြင်သူဘလူညာညာကမ္ဘာလူမိုက်တွေးလို့တတ်မှတ်ခံထားရတဲ့တရုတ်ရုရှားမြောက်ကိုရီးယားဘယ်လာရုစ်တို့ကလွဲပြီးတကမ္ဘာလုံးကလည်းသူ့ကိုအယောမဝင်အဖက်မလုပ်လေတော့လူမှုစစ်ဆန်ရေးပင်ပန်းရမှုကရှိနေပြန်ပါတယ်။ဒီခါမှာအာနာကိုလက်မလွတ်ကျင်နာကတစ်ဖက်ကိုပြစ်မှုကြွေးတွေကိုကိုချွေးကိုသွေးတွေမှာက ကိုမျိုးဆက်ကပါပေးဆက်ရတော့မယ့်အလားအလာကို မြင်နေရတာကတပံကိုနဲ့ကိုအဝန်အဝိုင်းကို အာမပေးမထောက်ခံခဲ့ကြတဲ့လူတို့ကိုအညိုတကြီးအပြစ်ပေးနင့်နာစေခြင်းနေတဲ့စိတ်ယုစိတ်ယုကတပံသူကိုအမြဲတစေချင်းချောင်းနေတဲ့နိုင်ငံကြီးလက်နက်ကိုင်းနဲ့အရက်ဖတ်အစုဖွဲ့တွေကိုအမြင့်ဖြတ်ချေမုန်းခြင်းဇောကတဖက်နဲ့စစ်ကောင်စီဟာစစ်ကော်မရှင်လို့နာမည်ပြောင်းလိုက်ပြီးမကြခင်မှာရွေးကောက်ပွဲလုပ်ပေးမယ်လို့အခိုင်အမာကြေညာလိုက်ပါတယ်စစ်ကော်မရှင်လုပ်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးအဖြစ်ကိုတည်ဆောင်လာနိုင်မှာမဟုတ်ဘူးဆိုတော့ကိုပြည်ရင်းပြည်ပကတွေးခေါ်မျှော်မြင်နိုင်သူတွေအလုံးကနားလည်ထားပါတယ်။ရွေးကောက်ပွဲဥပဒေမပြထမ်းမီနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှရင်အလားအလာရှိတဲ့ရှိလာနိုင်တယ်လို့ယူဆရတဲ့ပါတီတွေကိုရက်တီကွင်မရအောင်အပြည့်ရှင်းပါတယ်။ရွေးကောက်ပွဲကိုရသူအကုန်ယူနဲ့အချိုးကျကိုစားပြုစနစ်နှမျိုးရောပြီးလုပ်မယ်လို့ဆိုပါတယ်။ຫນွေဦးတော်လိုင်းရေးသမားတွေကနေမီရီတော်တော်များများကိုတင်ပိုက်ထားနိုင်လို့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကရီတရားကိုစစ်ကော်မရှင်ကိုယ်တိုင်ကကြည်ပီလက်ခံထားတဲ့သဘောဖြစ်ရွေးကောက်ပွဲမကျင်းပနိုင်မဲ့နေရာစရင်ကိုအရင်ကြေညာလိုက်ပါတယ်။နိုင်ငံရေးပို့မတည်ပဲအာနာလက်ဝဲရှိမှဘဝလုံခြုံမယ်လို့တွေးကြသူအများစုကြီးကတော့မီယာပါတီနဲ့ဖြစ်ဖြစ်တကူတော်လော်ဂျင်လော်အနေနဲ့ပဲဖြစ်ဖြစ်ရွေးကောက်ပွဲတဲ့ဒိုင်ပင်ပြည့်ဝင်ဖို့ကြံလာကြတာပေါ့။တပြိုင်တည်းထဲမှာပဲသူ့စိတ်တိုင်းကျစေလိုရာစေမဲ့ပါတီကိုတော့ ူကဒီတိုင်းမလွတ်ပေးထားပါဘူးတက်ကနေပါတီကိုကူးပြောင်းရမှာတော့အရင်စစ်အာဏာယူတွေတုံးတဲ့ဤတိုင်းမိုးကြရွှေကိုကိုစလဲတွေအဖြစ်ကိုယုံအဖွဲ့နဲ့ကိုပါတီအဆောက်အုံတွေကျူးကျော်အခြေချတာမျိုးလုပ်လိုက်ပါတယ်စစ်မှန်မှုများတဲ့ရွေးကောက်ပွဲတွေမှာအနိုင်မရခဲ့ဘူးတဲ့စစ်ပါတီတဲကဥက္ကဋ္ဌကြီးကစပြီးကြံတဲ့အာဏာလက်ငုံမရှိတော့တဲ့ပင်စင်စားဘောင်းမီချစ်တွေကတော့ ပူပူနွေးနွေးဘောင်းမီချွတ်ချမိုးကျရွှေကိုကိုစလဲတွေတပြုံတမကြီးကိုကိုလုတ်တော်ရုံအဖွဲများနဲ့တကွလက်သင့်ခံပေးလိုက်ရတာပေါ့နှုတ်လန်တို့ရန်တွေးဖို့ကြတော့လေမကြသေးခင်ကမှထုတ်ထားတဲ့ရွေးကောက်ပွဲစန့်ကျင်ရင်ဘာညာဆိုတဲ့ဥပဒေနဲ့တွေ့သွားမှာကလည်းရှိသေးပေါ့တကယ်ကခုတလော့နိုင်ငံတကာမှမြင်သာလာတဲ့ဆိုတဲ့စစ်ကော်မရှင်ရဲ့ခီးတွေဆိုတော့ကိုအောင်မြင်လာတဲ့အောင်တွေးထင်ယူဆနေကြပေမဲ့နေ့မကုန်ခင်ပန်းစိုးဘာမှမရွေ့ရင်လက်တလော့ရထားတဲ့အကူအညီတွေ ဘွားတေးတော်မှာကိုစိုးရင်လို့ကနာမငင်ဖြစ်နေတာလို့ပြောင်းတွေးကြည့်နိုင်ပါတယ်။တကယ်တော့အာနာလက်မလွတ်ရှင်နာကတာအနှစ်သာရဖြစ်ပြီးဒါကြီးအထမြောက်အောင်ပြင်ဆင်ရတာကစစ်ကော်မရှင်အတွက်အကွက်မလဲတဲ့အထိပြားများစေတာပါ။မြေပြင်မှာနေရာတိုင်းတော့ရွေးကောက်ပွဲလုံးမပေးနိုင်ပေမဲ့တရားဝင်ဖြစ်အောင်ဥပဒေနီးပညာအထောက်အပံ့ကရိယာဆိုပြီးပြင်ဆင်နေတာကတိတ်ကိုဝန်ပိနေပါတယ်။ဒီကြားထဲမှာမဲစင်းတွေကလည်း 2020ဒုံးကအဟောင်းကြီးပြန်ကတ်ထားတာပဲလို့ဝေဖန်ထောက်ပြတဲ့တွေကလည်းရှိနေတာမျိုး တကယ်တကယ်အထွေထွေရွေးကောက်ပွဲဆိုတာမျိုးကရက်သက်မှတ်ကြီးညာတဲ့အခါမတိုင်ခင်6လလောက်ကိုမဲဆွယ်ကာလဖြစ်တတ်မှတ်ခွင့်ပြုရမှာလည်းရှိနေပါတယ်ဒီဇင်ဘာလကုန်ဆိုတာနှွေဥပကစစ်စင်ရေးနင်းနင်းလောက်ကိုရင်ဆိုင်ပြီးတာနဲ့ပြုံးစားကြီးရောက်လာတော့မယ်တဘောပါ အခုထိမဲဆွယ်ကာလပါလို့မကြီးညာနိုင်သေးပါဘူးဒါအပြင်တိတ်ရုပ်ပြက်စင်းပြက်မဖြစ်ရအောင် တချို့နေရာတွေကိုရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့စီးရင်တဲ့ထည့်ထားမိပြီးလေတော့အဲ့ဒီနေရာတွေမှာစစ်ကော်မရှင်ကခြေပြန်ချနိုင်အောင်စစ်ရေးတွေဘုံကျဲချင်းများများတိုးလို့ရပါသေးတယ်။အဲ့ဒီအတွက်လိုအပ်တဲ့လူဝင်အားဖြည့်ဆည်းရမှာစစ်မှုထမ်းဥပဒေကိုအတ္တမအကောင့်ထဲပေါ်တော့လူအရေးအတွက်သာရလာတဲ့အတုံးကတိတ်မတဲ့နိုင်သူတွေဖြစ်နေရကဒုတိယကမ္ဘာစစ်တုန်းက နာဇီဂျာမနီအတိုင်းစိတ်ကြွဈေးတွေကျွေးပြီးစစ်တိုက်ခိုင်းရပြန်ပါရော။အဲ့ဒီမှာတင်စစ်ကော်မရှင်ကို မုံရင်ဆွေရှိသူတွေကယွန်ရှာကြောက်ချင်ရောင်ဆောင်သူတွေကတကယ်ကြောက်လန့်စွန့်ခွာ ချစ်ချင်ရောင်ဆောင်သူတွေကနှုတ်လန့်ထိုးချစ်ခဲ့သူတွေက စိတ်ကုံနဲ့ရန်သူစစ်စစ်အရေးတော်ရောရန်သူအားပေးအရေးတော်ပါများတဲ့များလာပြန်ပါယောဒီတော့တဆိုင်မမတ်လုတ်ခဲ့တဲ့ဤအတိုင်း PDF ရှိတယ်လို့သတင်းကြရင်တယောက်သေးသေးနှစ်ယောက်သေးသေးပြည်သူတွေကလေးတွေဘာသာရေးခေါင်းဆောင်တွေဘယ်လောက်ထိထိဘယ်လိုသေးသေးဆိုပြီးရှိသမျှလေရင်လေဒီတွေနဲ့ ဘုံကျဲဒါမှတရင်ကျွတ်လာပြည့်နေလို့မျိုးတောင်မရှောင်နိုင်တော့ဘူးပေါ့နိုင်ငံတကာကိုရွေးကောက်ပွဲအတွက်ပြင်ဆင်နေပါတယ်ငြိမ်းချမ်းရေးစကဝိုင်းတွေလည်းလုပ်နေပါတယ်လို့တစ်ဖက်ကပြောပြီးတစ်ဖက်မှာတော့ဒီလိုအစင်ချင်မဲ့ဘုံကျဲတက်ဖြတ်အကြမ်းဖက်နေတာမျိုးပါဘယ်သူကဘာကိုယုံပေးရမှမသိအောင်ကိုစစ်ကော်မရှင်ဟာကနာမငိမ်ပြရာခတ်နေတာပါဒီတော့ရွေးကောက်ပွဲကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာပြည်သူ့ကြားမှာစဉ်းစားစရာဖြစ်နေပါတယ်လို့ပြောနေကြပေမဲ့မြင်နေရတာကတော့ရှင်းပါတယ် စစ်ကောင်မရှင်ကဒီလောက်ရောက်ရခန့်နေမှာတော့ရွေးကောက်ပွဲကိုတုထွက်ပေါင်းလို့ဇွတ်တင်နေလို့ဆိုတာသိကြပါတယ်။သူ့ဆရာတွေကလည်းသူမဟုတ်တာတွေလုံနေတာတောက်လျှောက်မြင်နေရပေမဲ့ရွေးကောက်ပွဲမလုပ်ဘဲတခြားနည်းနဲ့ဖြည့်ရှင်းရင်စစ်ကောင်မရှင်အထိနာယုံမကဘုံကြီးအမှုရွာပတ်ဆိုသလိုသူတို့ကိုပါပင်စင်ထိခိုက်မှလို့တွေးပြီးသူ့ကိုနင်ဖြစ်အောင်သာလို့မဟုတ်ရင်ငါတို့ဘာမှဆက်မကူနိုင်တော့ဘူးလို့ဖီအားပေးနေကြပုံလည်းရပါတယ်။သူရှူသူပတ်နေတဲ့စစ်ကောင်မရှင်ဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ရွေးကောက်ပွဲကိုလုပ်မယ်ဆိုတာဒီမိုကရေစီရဲ့အနှစ်သာရကိုအကောင့်ထဲပို့ဖို့မှမဟုတ်ပဲသူ့လက်ထက်ကအာဏာကိုလက်မလွတ်ရရေးအတွက်ဇက်တူသားဖြစ်တဲ့စစ်ပါတီတဲကိုတောင်လေကြီးပေါ်လင်းငယ်ဆောက်တယ်လို့ပူပူနွေ့နွေ့ပေါင်းပြီးချုပ်ကိုယ်စလဲတွေဖြစ် မျက်နှာပြောင်တိုက်ဝင်လာနေပြီမို့မဒူးဇက်ကြီးကိုကမှာပါ လူတို့ရဲ့စန္ဒသဘောထားကိုဘယ်တော့ခါကမှတရံတစ်စစ်လောက်တောင်နားဆွဲ့နားထောင်လက်ခံတုံ့ပြန်ပေးဖို့သဘောထားမရှိတဲ့စစ်ကောင်စီဟာ ရွေးကောက်ပွဲရလဒ်ကိုသူလိုချင်တဲ့အတိုင်းရအောင်လိန်ညာခိုးဝတ်အနိုင်ကျင့်မျက်လဲပြချင်းချောက်ဆိုတဲ့နီပေါင်းအနတ္တနဲ့လုံမှလည်းတေးကြပါတယ်။ဒီတော့မေးပေးခြင်းမပေးခြင်းကရွေးချယ်စရာမဟုတ်နေတာကိုတော့သတိပြုကြရမှာပါ။ရွေးကောက်ပွဲကျင်းပနိုင်သည်ဖြစ်စေမကျင်းပနိုင်သည်ဖြစ်စေစစ်ကမရှင်က အာဏာကိုလက်လွတ်ဖို့အစဉ်အသင့်မဖြစ်နေတွေ့ပြည်တွင်းငြိမ်းချမ်းရေးဒေသတွင်းတည်ငြိမ်ရေးစီးပွားဖြစ်ထွန်းတိုးတက်ရေးတွေကိုဘာတစ်ခုမှစိတ်ကူးရင်လို့မရနိုင်တာလဲ။ တည်ကြပါတယ်။ဤရာဒကြောက်ကြရတဲ့ပြည်သူတွေအနေနဲ့လာမယ့်6လလောက်ကာလကိုကိုယ်စိတ်တွင်တည်တက်မှုအထွေထွေဘဟုတုတအတန်အသင့်အမျှော်မြင်တွေနဲ့ဖြတ်တန်းကြရမှာဆိုတာလည်းသိကြပါဗျ။စစ်ကောမရှင်သားမကအာနာဂုဒဘဝလုံခြုံမှုလို့ရှုမြင်သူတွေရဲ့အပြုမူအပြောဆိုအလုတ်ကင်တွေကိုကြည့်ပြီးဒေတာနဲ့တောကတွေဝင်နေရတာကလည်းအမှန်တရားပါ။ဒါအပြင်တော်လိုင်းရေးသမားတချို့ရဲ့လုံမကင်မပြောမဆိုမတွေရဲ့ຫນွေဥပတ်တော်သားတွေရဲ့ ဘတ်တော်သားလို့ယူဆနိုင်တဲ့ကြားမှာအငင်းခုံအဆွအဆွဲအတိုက်ခိုက်တွေပြင်းထန်လာတာတွေရဲ့ကြောင့်လဲပြည်သူအများက စိတ်ပန်းစိတ်ပူဖြစ်နေကြရတာပါပဲပြည်သူအတွက်အဆိုးဆုံးခံစားချက်ကတော့ຫນွေဦးတော်လန်ကြီးကရောသူတို့ဘဝအကြက်တဲ့အခက်ခဲတွေရဲ့ထွက်ပေါက်အတွက်စစ်မှန်တဲ့ရွေးချယ်စရာ ဖြစ်ရလားဆိုတာဖြစ်ပါလိမ့်မယ်အဲ့ဒီလိုခံစားချက်ဟာတန်တရားကိုမွေးဖွားပေးလို့တန်တရားကြီးတဲ့ပြည်သူတွေဟာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဒုတိယထွက်ပေါက်လို့သဘောထားသွားနိုင်ပါတယ် တကယ်တော့ယေရှုတည်တဲ့နဲ့ငြိမ်းချမ်းရေးအတွက်အာနာဆိုတာဟာအစိတ်လိုတောက်စေတဲ့သဘောရှိပါတယ်။တော်လန်ကြီးရဲ့သဘောတဘာဝကတော့အာနာရှင်ကို ဖြုတ်ချဖို့အပြင် အစိတ်အတောက်လိုဖြစ်နေတဲ့အာနာကိုမမတ်မမောစွန့်ခွာနိုင်ဖို့ပါပဲ။နေဦးတော်လန်ကြီးဘတ်တော်သားရိအနေနဲ့ပြည်သူကိုအစိတ်အတောက်မပြုတ်မိအောင် နေထိုင်တတ်သည့်ပြကြရမှာပါ။ဒီလိုနည်းနဲ့သာပြည်သူကသူတို့ရဲ့ရွေးချယ်မှုဟာမှန်ကန်ပါတယ်ဆိုတဲ့စိတ်ခွန်အားတတ်တည်တွေ ပြေဝလာပြီးစစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကို အမှန်ကန်ဆုံးဆုံးဖြတ်တွေနဲ့ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်